ခင်မောင်းနိုင်စီကနေပင်လျံချီတန်မုံရှိတဲ့ပန်းဖြေကျွန်းကြီးလက်ဆောင်ရခဲ့တဲ့ခင်လင်းတွေခင်မောင်းနိုင်စီကနေတန်မုံကြီးပင်ကဘာလက်ခီးသွားတွေပြည်နေနေတဲ့ကျွန်းကြီးတကျွန်းလက်ဆောင်ရခဲ့တာကတရုတ်ဆောင်မင်းသမီးခင်လင်းတွေပါခင်လင်းတွေဟာအကယ်ဒမီရတဲ့ထိတ်တန့်ရုပ်ရှင်တရုတ်ဆောင်မင်းသမီးတူမဟုတ်ပေမယ့်တစ်ခေတ်တစ်ခါကမျိုးဆက်ဗီဒီယိုတွေမှာနာမည်ကြီးခဲ့သူပါ တရုတ်ဆောင်မင်းသမီးခင်လင်းတွင်ဟာအကယ်ဒမီတပ်မုံမြင့်နဲ့လည်းတငယ်ချင်းတော်ဆက်သူဖြစ်ပါတယ်။တရုတ်ဆောင်ခင်လင်းတွင်ဟာခုအခါမှာတော့အမှုပညာအလုပ်ကနေအနာယူပြီးခင်မုံတဲ့နဲ့တူစီးပွားရေးလုပ်ငန်းတွေကိုလုံဆောင်နေတာဖြစ်ပါတယ်။ခင်လင်းတွေရဲ့ခင်မုံဟာကြီးကြီးတက်ချမ်းသာကျွမ်းဝပြီးစီးပွားရေးလုပ်ငန်းများစွာကိုဦးစီးချုပ်ကင်နေသူလို့လည်းသိရပါတယ်။ဒါပြင်တရုတ်ဆောင်ခင်လင်းတွေရဲ့ခင်မုံဟာကောတောင်းဘက်မှာအပန်းဖြေကျွမ်းကြီးတွေများစွာကိုလည်းပိုင်ဆိုင်ထားတယ်လို့သိရတာပါ။ ဒါကြောင့်လည်းဇနီးတဲ့ခင်လင်းတွေကိုကော်တောင်းမြို့ဂျလန်းကျော်နီကလိုင်ကူကျွန်းကိုလက်ဆောင်ပေးထားတာပါ။ တယောက်ဆောင်မင်းသမီးခလင်းရွယ်ပိုင်ဆိုင်တဲ့ကျောင်းဟာပင်လယ်ကမ်းခြေရင်းနဲ့အပန်းဖြေဟိုတယ်ရင်းရှိကောင်တတော်လေးကိုတာယာလာပါတယ်လို့သိရပါတယ်။ဒါပြင်ခလင်းရွယ်ရဲ့ကျောင်းကိုရှားပါတဲ့စလုံလူမျိုးတွေလည်းလာရောက်တာကိုတွေ့ရတာပါ။ဒါပြင် နိုင်ငံသားသားခီးတယ်ရင်းလည်းတတော်များများပန်းဖြေကြလို့ဝင်းဝေကောင်းတာကိုလည်းတွေ့ရပါတယ်။တယောက်ဆောင်မင်းသမီးခလင်းရွယ်ကတော့သူမပိုင်ဆိုင်တဲ့ကျောင်းချင်းရဲ့အလှကိုအင်တာနက်ပေါ်မှာ ခြားပြလေးရှိတာဖြစ်ပါတယ်။ပရိသတ်တွေကတော့